မောင်ညကောက်ကြောင်းများကျွန်တော်သူတို့ပြောတာကို အရင်အတိုင်းဖောက်သေးချပြတာပါဒီအဖြစ်ဖြစ်ဟာငမလူမျိုးတွေမို့လေမမောနဲ့ပြောနိုင်တာလေလားကျွန်တော်မှစဉ်းစားစရာတွေအများကြီးလက်မနာမော်ရဲ့ညခင်ဟာတကူးကြီးဖျားတက်စုရဲ့ဖျားပွဲတော်ညခင်နဲ့တူနေတယ်ရှင်မော်ရဲ့တခုတည်းသောလမ်းမပေါ်မှာတနေကုန်ပြင်းပန်းထားတဲ့မော်လုံသားတွေဟာဈေးမိုးချိုးဝကောင်းစားလာတွေဝတ်သူကပေါ့တတက်ရရဲ့ဆင်သူကဆင်နဲ့ လမ်းတက်လာနေကြတယ်။စစ်ကရက်ခဲသူကခဲစကားကြကြပြောသူကပြောအစဲဆိုလေးလည်းနည်းနည်းဆွတ်တာပေါ့ကာရာအိုကေရုံထဲမှာဆိုသူကဆိုနားထောင်သူကနားထောင်တယောက်ပခုံးတယောက်ဖက်ပြီးလေးငါးယောက်တွဲကားလမ်းကိုထုတ်စည်းတိုးသလိုမတွားအောင်တင်မယ်ပါပဲဗီဒီယိုရုံမှာကတ်ထားတဲ့ပိုစတာကိုဖက်ကြည့်ဖို့တင့်မတင်စဉ်းစားနေကြရဲ့ရုံတရုံမှာအမျိုးသမီးအချင်းစခန်းထဲကိုဂျပန်စစ်ဘိုက ဝင်တောင်းကျတဲ့ဒုတိယကမ္ဘာစစ်နောက်ခံဇက်ကျန်းဇက်ကပြနေသလိုဒွေစမိုင်းထွိုင်းဒရာဘိုတို့ပါဝင်တဲ့နှင်းပွင့်များရဲ့ကျင်အားတော့ကြောက်ရမလို့ရုံပိုင်ရှင်ကရှောင်းဆုံးမြေပြူတွေနဲ့ကောက်ချောင်းရှားနေတယ်။ကိုညာဝါသူဝါရှောက်ပြန်တံပေးတွေလည်းပါတာပေါ့။မော်လုတ်သားလေးတွေကလက်မနောင်းမော်ရဲ့ဒီဇယ်ရခင်ကိုပြိဖက်ရင်းလက်မနောင်းမော်ရဲ့ဘဝလမ်းမကြီးကိုမောင်းပိုင်စီးထားကြတယ်။လက်မနောင်းမော်မှာကာရာအိုကေလေးယုံရှိတယ်။ အရင်ဆုံးရောက်တဲ့ယုံကတချင်းတပုတ်ကို100တောင်ယူခဲ့တာခုတော့တပုတ်ကို25ချက်ပါတချင်းဆိုဝါသနာပါသူတယောက်ကခက်ညင်းကြီးလေးပြောပြတယ်တစ်ဖက်ရေဆိုင်ရှမ်းခေါက်ဆွဲဆိုင်ကိုရဆိုင်တွေရဲ့ကက်ဆက်ခွေတွေကတချင်းတန်တွေလူငယ်တွေကြားထဲဖိတ်ကြနေတယ်ဒီဇယ်အင်ဂျင်ဆက်တန်တွေကိုစိုင်းတိဆိုင်ကနိုင်လိုက်အင်ဂျင်ဆက်တန်တွေကချော့စုခင်ရဲ့အတန်ကိုလွှမ်းလိုက်တယ်ဘားတပြန်ကြားတပြန်ပေါ့အုပ်ဆိုင်နေတဲ့တစ်ကြီးွားကြီးနဲ့ ချောင်းရည်တွေအပေါ်ကိုအေးမြတဲ့ရာသီဥတုကပုတ်တန်ဆော့ကစားနေလေတော့လူတော်များများကအနှွေးတဲ့ကိုစီနဲ့တချို့ကလည်းခန္ဓာကိုယ်ပေါ်မှာအနှွေးတယ်မဝတ်ဆင်ပဲအနှွေးဓာတ်ကိုလေချောင်းထဲကနေတက်ဆက်ခန္ဓာကိုယ်ထဲထည့်ထားလိုက်ကြတယ်။ည9နာရီထိုးမှအင်းကြီးချုပ်တုံးလုံးနေတဲ့ခြေစိတ်ကပြန်လာကြသူကပြန်လာကြတယ်။ကျွန်တော်တို့ဘိုက်ထဲမှာတော့မန်နီလာတို့အရင်နှွေးဓာတ်ဘူးထဲမှာအမြဲထဲတောက်နေကြတဲ့ဆရာမချစ်လက်ချာရဲ့ အဆုတ်တန်စေးရီတွေရှိနေတယ်။ကျွန်တော်တို့နဲ့မနာမော်ရဲ့တူဒီတော်ဓမ္မုံဆရာကလေးနဲ့စကားလဲဆုံကြမိတယ်။သူတို့ကိုအများဆုံးရိုက်ပေးရတဲ့ဓမ္မုံတွေကအိမ်ပြန်အမှတ်တရပါသွားခြင်းလို့မိဘတို့ချစ်သူတို့ပြခြင်းလို့ရိုက်ကြတာများပါတယ်။ဘလို့ပုံတွေရိုက်ပေးရတော့မော်ထဲမှာပြုံးကင်နေတဲ့ပုံတွေပေါက်ပြော်ဆွဲနေတဲ့ပုံတွေဖန့်ထိုးနေတဲ့ပုံစလားပြင်မှာတငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးစုပြီး အမှတ်တရဓပုံလေးရိုက်ကြတယ်။ဓပုံဓပုံဘယ်စင်းလုံးကြသလဲ။လက်ရှိမော်နဲ့အနည်းဆုံးမျိုးကတနိုင်းပဲ။တနိုင်းမျိုးကိုနေ့ချင်းပြောင်းချင်းပြန်လို့ရတယ်။နေ့ချင်းပြောင်းနိုင်ရင်ဓပုံမှာမြန်မြန်ရတယ်။ပလင်စည်းတွေတက်နေတယ်။လူကြုံပါတဲ့အခါတန်စိပေးရတယ်။ကိုယ်တိုင်သွားရင်ဈေးကိုကုန်တယ်။ကူကနဲ့ဘာနဲ့တွက်ကြည့်ရင်ကို့အတွက်တိတ်မမြတ်ဘူး။အများကြီးအမျက်မတင်ပဲဈေးသက်တောင်လုပ်ပေးရမယ်။လောလောဆယ်တနိုင်းမှာ ပုံကူးဆက်မရှိဘူး။ဒါကြောင့်မြကြီးနာအထိကားချုံနဲ့ပို့ပြီးဓပုံကိုစိတ်ကူရတယ်။ကိကြီးကထာများပြီးဈေးပိုကုန်တော့ပေါ့။ဒါကြောင့်ဓပုံကို150လုံးနဲ့ရိုက်ပေးနေတယ်။ကိုကျော်စိုးမင်းနီလာတို့နဲ့ဝန်ဆောင်တို့မှရှိတဲ့တဲတဲတဲတွေမှာစကားပြောနေကြတာပါ။လူငယ်ပေါင်းနှမဝန်ခွဲ၃ယောက်လာပြီးအလုံးလုံးနေကြတယ်။ညီကို၂ယောက်အရင်ကလောဘန်း၁ယောက်ရဲ့မျိုးဆက်မှာလောက်ကင်ခဲ့ပြီပဲ။အခုတော့ ကိုပိုင်လက်မျောလောင်းတာလုံနေကြတယ်။နှမလေးကကွန်းရရောင်းတယ်။စပင်ညက်တယ်။နတ်မနာမော်ရဲ့တဆိုင်တည်းသောစံတော့ဆိုင်ပေါ့။စပင်ညက်တာတကောင်းမလောက်อยู่လဲနှမလေး။စပင်ညက်တာတယောက်ကို200လဲရှိတယ်။250 300နဲ့အထိဘလို့ကြောက်ဈေးကွာနေတာလဲ။ညက်ချင်တဲ့ပုံပေါ်မှာကွာသွားတာပဲ။တချို့ကဝေလူကြော်ပုံ။တချို့ကထွေးပုံ။ case style ပုံနဲ့အမျိုးမျိုးရှိတယ်။တချို့ကစပင်ကို အနီရောင်ဆိုးကျင်ကြတယ်။လက်ချန်သားနီးရင်လူငယ်တွေဆေးဆိုးကြလိမ့်မယ်။ဆေးဆိုးတော့ပတ်စံထပ်ပေးရတာပဲလား။ဟုတ်ကဲ့။တကောင်းလုံးဆိုရင်900။တဝက်ဆိုရင်300။ဓပြင်းဓပုံစရာရောမရှိဘူးလား။ရှိတော့ရှိတယ်။သူကတိတ်မရိုက်တော့ဘူး။ကျွန်တော်တို့ကအရင်နမ်ဆန်ပေါ်မှာတည်းကဓပုံရိုက်ခဲ့တာလေ။နမ်ဆန်ပေါ်ဆိုတာကဖေးထားမှာလေ။ဝိုင်းပေါ်အောက်မှာလေ။ရွှေကိုကောက်ပြီးပြန်ရောင်းရင် ကို့အတွက်မကြံဘူးလားအဲ့လိုမျိုးရောမလုပ်ကြဘူးလားကျွန်တော်တို့ရှေ့မကောက်ဘူးအကူကိုယ်တိုင်လက်မျောလောင်းနေတာရတာကိုစုထားတယ်အတုံးလိုမှလူတလောက်ထုတ်ရောင်းတာကြံတာတင်းထားတယ်လက်ထဲမှာပတ်စံရှိရင်ကုန်လေတယ်ဒါကြောင့်ရွှေပဲစုထားတယ်လို့အောင်ကိုကိုဆိုတဲ့အသားဖြစ်ဖြစ်နဲ့ခတ်တတဲလူငယ်ကပြောပြတယ်အောင်ကိုကိုကအေးရော်ဒီတိုင်းပတိန်အနောက်မြို့နယ်သားအသက်26နှစ်ပဲရှိသေးတယ်သူ့အမမခိုင်က ဖြူးတူတဲ့မခိုင်ခေါ်မက်နန်ကြောခိုင်ပြောတာကကိုနာဒီနာညှိပေးပြင်ပြီးလက်ရယူတယ်။ညနေကရင်ကောင်းလေးတယောက်အချင်းချင်းသပင်ညှလာတာစိတ်တိုင်းမကြလို့လာပြင်းသွားသေးတယ်။ဒွေးပုံဆိုရင်ဘယ်လောက်ယူလဲ။ဒွေးဆိုရင်300ဝေလူကျော်ဆိုရင်300ပါပဲ။သပင်ဆေးဆိုးတာအနက်က900ကာလာနဲ့ကအယောင်လိုက်လို့ပဲ900ရှိတယ်။ဒါညီလေးပဲ။ အောင်နိုင်လို့ခေါ်တယ်။တဝမ်းွယ်ပဲ။ခုနကကာရိုကေရုံကသွားနေတာ။ကျွန်တော်တို့အရင်ကစက်ကျင်းလုပ်ခဲ့ကြတာ။တနှစ်ကျော်လောက်လုပ်ခဲ့ကြဘူးရဲ့။သူများအလုပ်လုပ်ရတာဆိုတော့နာနာနေနေမနေရဘူးလေ။ပင်မနေ။စမ်းမကြီးလည်းထိခိုက်တယ်။ရေထဲမှာတနေကုန်စိမ့်နေရတာ။အခုကိုပိုင်အလုပ်ကြတော့ကိုသွားကျင်တဲ့အချိန်ကျမှကိုသွားလို့ရတယ်။ကိုရှာရင်ရှာနိုင်သလောက်ရတယ်။ကိုရဘလို့ရောင်းတယ်လဲ။တနေ့ကိုရဘလို့ဘလောက်ရောင်းရလဲ။ 900တရား30ပါ90ဘူးယူရင်900ရမယ်တခါတလေလဲ20ဘူး300ပေးတယ်အခု900ဆိုင်တွေများလာတော့တစ်နေ့2500ဘူး3000ဘူးပဲရောင်းရတော့တယ်အရင်တော့ကျွန်မတို့မော်ဘူးစားရောက်ချိန်က900ဘယ်သူမှမရောင်းသေးဘူးကျွန်မတို့တဆိုင်ပဲရှိတာအဲ့တုန်းကတစ်နေ့ကို6000တသောင်းဘူးရောင်းရတာကိုုံးကိုဘယ်ရမှာတော့ကိုကြတော့တနိုင်ကမှာတာ ကျမဒီမော်ကိုရောက်တော့လက်ထဲမှာပစ္စံ20ပဲကျန်တော့တယ်။မြင်းကြီးသားကနေ900ဆိုင်အတွက်ပစ္စည်းတွေနဲ့စပင်းညက်ဖို့ကရိယာတွေဝယ်လာခဲ့ရတာ။ဆိုင်ဆောက်ဖို့ခေါ်လာတဲ့အဖိုးနှစ်ယောက်နဲ့ဒီမောင်လေးနဲ့ဆိုင်ဆောက်ဖို့နေရာရှင်းနေကြတော့ကျမကထမင်းချက်ရင်900ရောင်းတာ။အဲ့ဒီကပစ္စံလေးရမှကျမတို့ပြန်ဝယ်စားနိုင်တယ်။နောက်မှကို့ဘာသာကျင်းထူထောင်ရတာ။ဆက်ဆော့ရောင်းရောင်းချင်းတနအီအတွင်းမှာ900လေးထောင်ကိုရောင်းရတယ်။ သူများတဲပေါ်မှာခဏခုတ်ကပ်ပြီးဘိုးကလေးခင်ရောင်းခဲ့ရတာကို့ဆိုင်ကအဆောက်လို့မပြီးသေးဘူးနောက်ပိုင်းတော့တမနက်ကို9000မူရောင်းရတယ်စမအမြဲတမ်းထိုင်ရောက်နိုင်သေးတာမဟုတ်ဘူးခဏတစ်ဖြုတ်သွားရောက်လိုက်ကို့နေရာပြန်ထမင်းချက်လိုက်အိုးတွေတဲထားလိုက်စမကိုရသွားပြေးရောင်းလိုက်နဲ့လုံးရတာကို့ဆိုင်နဲ့ကိုဆွဲဆွဲမြဲမြဲထိုင်ရောက်တော့တနေ့ကို1000ကျော်ဘူးရောင်းရတယ်မော်တော်ကူလုံးမှာကို့ဆိုင်ဒီဇိုင်းပဲရှိတော့ကို့ညာတပိတ်ကောင်ရင် 6000လောက်ကိုးတက်ကြတယ်။အခု900ရာဆိုင်တွေကများလာတော့တနည်းမှ2500-3000ဘူးပဲရောင်းရတော့တယ်။နှစ်ပိတ်တော်ကို3ရက်တောင်မနေရောင်းရတယ်။အခုတော့900ထက်သပင်းညက်တဲ့လုပ်ငန်းကပိုပြီးဝင်ငွေကောင်းတယ်။သပင်းညက်တာတနည်းအနည်းဆုံးခေါင်း9000လောက်ညက်ရတယ်။တချို့ကကိုးဘာသာကိုညက်ပြီးဘရိတ်တာဆွဲရမယ့်နေရာတွေအတူအရှိမညီတာတွေရှိတ်ဖို့ပုံဖို့ကြရတွေကကျမပြင်မရတယ်။စက်ကကြီးထိုးတာသူတို့မလုပ်တတ်ဘူးလေ။ ဒီတော့ကျမစီလာပြီးပြန်ပြင်ကြတယ်။သူတို့ဒီလိုလာပြန်ပြင်ရင်လည်းနှစ်ရာပဲယူတယ်။ဒီညနေလာပြင်တာတယောက်တယောက်ကတနိုင်းကညက်လာခဲ့တာ။ပုံစံမကြိုက်ဘူးတဲ့။ကျမဆိုင်မှာလာပြန်ပြင်တယ်။ကျမကရန်ကုန်မှာဆရာသမားတွေနဲ့တေချာလက်ထပ်တင်ခဲ့တဲ့ပညာပါ။35လမ်းထဲကအေဂရီကျောင်းဆက်လေး။ကျမလာကစားကဖြစ်ပါဖြစ်ပါမလားလို့ကြောက်စိတ်ဝင်ခဲ့တယ်။ဒီပြင်လဲကျင်းလုတ်သားတွေကမူမူယူယူရန်ကားပြီး စော်ကားမော်ကလည်းမရှိကြပါဘူး။ပုံစီကံထုတ်ထားတယ်လေ။ဒါပေမဲ့ကျွန်မအိမ်ကိုအားကြီးပြန်ကြတယ်။အိတ်ဖောင်းလို့စိတ်ပြောင်းပြီလေလို့အသက်28နှစ်အရွယ်ရှိပြီဖြစ်တဲ့မတ်ခိုင်ခုံမတ်နန်ကျော်ခိုင်ကသူ့ရဲ့မော်အတွေ့အကြုံကိုအပြုံးဆွက်လို့ဟန်ပါပါပြောပြပါရယ်။ကျင်းလုပ်တဲ့သူတွေကလောလောဆယ်သူတို့ကိုရွှေစည်းဖြတ်ရင်တရွေးကို300ဖြတ်တယ်။အပြင်မှာဘလောက်စီပေါက်နေပေါက်နေပေါ့။ကျွန်တော်တို့ကိုယ်ပိုင်လုပ်တဲ့လူတွေကြတော့ အပြစ်မှာ900ပေါက်ရင်900အပြစ်ရတယ်။ကိုပိုင်အလုပ်ကိုဟိုမှာကြတော့သူတို့ထမင်းစားတယ်။သူတို့တဲမာနေတယ်။သူတို့ဆက်ကိုကကန်ရတယ်။ကိုကလှုပ်အားပေးဆက်ရတာ။ဒီတော့သူတို့ဖြတ်ပေးတဲ့အတိုင်းပဲကိုကရတယ်။ memory မှာကျန်လေခဲ့တော့ပထမနန်းဆံမော်နောက်ပြီးမှပန်တိုင်းပန်တိုင်းပြီးတော့နန်းဦးကြီးပြီးတော့ကျန်ရန်ကိုအောင်ကိုကိုမှာဘာများအဖို့ကုန်ကြရှိကြလဲ။ အဖို့ကုန်ပြဘာမှမရှိပါဘူး။ပေါ်ထဲမှာအနေကြလို့ငှပြနေနေဆွဲနေပြီ။ကျမ်းမာကြီးအတွက်တော့ကုံရင်ကုံမှပဲ။ပတ်စံစုမိသလား။စုမိရဲ့။အိမ်ပြန်ဖို့လား။အိမ်ပြန်မဖို့ပါဘူး။ဒီမှာပဲတင်းထားတယ်။ငှပြဆေးကိုဘယ်လိုတောက်တလဲ။ကို့ပါတာပဲတောက်သလား။ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲတောက်တယ်။အစတုန်းကနန်းစံပေါ်မှာဆရာကြီးဆရာမကြီးရှိတယ်။သူတို့ဆေးရုံမှာအမှုထမ်းခဲ့ဘူးတဲ့။ ထမိန်အပြောင်းဖို့အနည်းဝတ်တွေပေါ့သူတို့ပြောပြတာနှစ်ဖြားဆိုရင်အကောင်းဆုံးက queen ning queen ning ပြီးမှယောဂပေါ်လိုက်ပြီးတောက်ဆေးက artisan နဲ့ artimeter အစစ်စစ်တက်တော့အစစ်စစ်တက်တော့ရတယ်ထိုးဆေးက queen ning ပဲထိုးတယ်ကျွန်တော်တို့ဒီပေါ်ကိုစားရောက်တာသားကဒီနေရာတွေဟာစင်တစ်ဆွဲထားတဲ့အရာလူတယောက်စာလမ်းလျှောက်နိုင်ုံပဲတစ်ပင်တွေခြုံနေစီပဲအခုမှခုတ်ခင်ရှင်းလင်းလို့ပေါ်ရုပ်ပေါက်သွားတာ အစကတော့တော်ကြီးပဲရွှေကရတဲ့လူကရပြီမရတဲ့လူကပြန်သွားကြပြီဝင်တဲ့လူတွေကလည်းဝင်လာဝင်လာကြတော့မယ်တချို့ကဒီမှာပဲမိုးခုံမလို့တဲ့တချို့ကမခုံချင်ဘူးရေရှားလို့လက်ရှိအနေအထားကတောက်ရေကောတုံးရေကောအာကြီးရှားသွားပြီအေယာဝတီတိုင်းကိုမရောက်တာဘလောက်ကြာပြီလဲတစ်နှစ်ကျော်ပြီမိဘတွေရောအဖေကဆုံးသွားပြီအမေပဲကြံတော့တာ ကျွန်တော်တို့လက်မျိုးပေါင်းတော့ကြောက်ပေါက်ဆိုတာရလာတယ်။ကြောက်အမြူတွေပေါ့။ဟောတာကြောက်အမြူတွေပဲ။ကိုအောင်ကိုကိုကစိုင်းအဝင်မှာဆွဲထားတဲ့ကြောက်အမြူတွေဆိုတာကိုဖြည့်ပြတယ်။အမျိုးသမီးတစားနဲ့မတူဘူးလား။ဒါရထားရင်ချောင်းပန်းဝယ်ပန်းအားကြီးလာတယ်။ကျွန်တော်ကဆယ်ရန်းအောင်ထားပြီးရွှေမော်မှာလဲထည့်လေစီဝါရှာနေတဲ့မောင်နှမဝန်ခွေ၃ယောက်နဲ့စကားပြောရင်းလူငယ်တွေတွဲခေါ်စဉ်းစားမုံစာပေစားတော့ပုံကိုနားထောင်ရင် အသက်ရှူမဝတယ်လို့လို့ဖြစ်လာတယ်။ကျွန်တော်မဂ္ဂဇင်းထဲမှာဖတ်ဘူးလားကြောက်အမတို့ကြောက်အမြူတွေတို့တက်ခေါင်းတွေကရတဲ့ကြောက်ဘွားကိုဖြတ်လိုက်လို့သူ့အလိုလျောက်ဝါးထဲရောက်နေတဲ့ကြောက်တို့စိတ်ပဲဝင်တဲ့။ပြီးတော့ဝတ်ပြန်ဘွားကနေထပ်ထပ်နေတဲ့အဲ့ဒီဝတ်ပြန်ကစိတ်ပဲဝင်နေတဲ့ကြောက်အမရဲ့တတိကမဆာတက်တယ်လို့အယူရှိကြတယ်။ဒီကြောက်ဆိုင်မှာချိန်ထားပြီးမှ ကျမတို့သပင်းအရမ်းညှာရတာ။ မက်ညက်ချင်လို့ညီးတောင်ညီးယူရတယ်။ကော်လင်တအားရောက်လာတယ်။မက်ခိုင်ကကျွန်တော်တို့နဲ့ရေရေမုံမုံစကားပြောတတ်တယ်လို့ကိုရလာဝဲသူတွေနဲ့လည်းပေါ်ရတဲ့အပြုံးနဲ့ဆက်ဆံတတ်တယ်။သူကတော့စီပွားရေးကောင်းတာရတာတဲ့ကြောက်အမကြောက်အမှုတွေကြောက်လို့ထင်နေရှာတယ်။ကျွန်တော်နဲ့သူဒီနေရာမှာခင်မြင်ချက်ချင်းမတူကြဘူး။သူ့အသားရည်သူ့မျက်နှာသူ့အပြုံးတွေကြောက်ရှားအားကောင်းနေတာကိုတော့သူမိနေတယ်ထင်တယ်။မျက်မနှာမော်ရဲမှာညအိပ်ဖို့ ကိုကျော်မြင့်မက်နီလာတို့ရဲ့လူသားတွေအိတ်ကြတဲ့တဲမှာကျွန်တော်တို့၅ယောက်တိုးဝေအိတ်ကြတယ်တဲရဲ့တချမ်းကိုကျွန်တော်တို့အိတ်ကြတယ်ခရီးပန်းပေမဲ့အိတ်ရာပြောင်းလဲကြောင့်တော်တော်နဲ့အိတ်လို့မပြောဘူးကျင်းလူသားတွေကတော့လဲပတ်နေကြတော့တချို့လူတွေပြန်လာတာတော့သိလိုက်တယ်ကိုကျော်ရင်မြစ်ကအဲ့ဒီမှာရှိတဲ့လူတိုင်းမှာအနာကအိမ်မက်တွေရှိနေကြတယ်သူတို့မျက်နာမအောင်ခြေလမ်းမှာပါတက်ကြွနေကြတယ်လို့ခံစားရတယ်လို့ မျက်မနှာရှင်မော်ရဲ့အညာကိုခံစားမိတယ်တဲ့။ဒါပြည့်ဦးစုံညောကတော့ပုံနကနဲ့အေယန်နတီတို့ဖျားယောင်းနေညာလို့ခံစားမိတယ်။ကျွန်တော်ကိုခမရောဘယ်လိုခံစားမိတယ်လဲလို့သူတို့ကပြန်မလေးကြဘူး။မေးခဲ့ရင်မော်ပြန်မိတ်ဆွေများကျဲလောက်သားတွေအရင်လို့ကြပြီးထမင်းစားရအောင်ထွက်သွားကြပြီ။ကျွန်တော်ကစောင့်ထူထူကိုခေါင်းမိဆောင်ကိုရင်ကြံရစ်တယ်။ဒီနေ့ဧပြီလတရက်နေ့ရာ ပကြီးဒီဇိုင်းစရာကိုစိုးဝင်းကြီးလက်ထပ်မဲ့နေပဲကျွန်တော်သာမန္တလေးမှာရှိနေခဲ့ရင်ဒီမင်္ဂလာဆောင်အတွက်ဇန်ကုန်ကိုဆင်းရမှာပေါ့1999ခုနှစ်ဖေဖော်ဝါရီမှာခရီးဝေးကနေအိမ်ပြန်ရောက်ပြီးမေလမှာသင်္ကန်းဝတ်တော့ကိုစိုးဝင်းကြီးလည်းကျွန်တော်တို့နဲ့အတူသင်္ကန်းလာဝတ်တယ်သူတွေမကပါဘူးကိုကြီးစိမင်းကိုကျော်ရင်မြင့်ကိုစုငတ်ကိုအောင်မှုနဲ့ဘူဘူအောင်ပါလီပါပါတယ်တိမ်အစဲမှာလောင်းလူကြတဲ့ လက်နဲ့တုပ်ပွားစက်ပြာတောတိုက်စီတောတိုက်တံတချို့တောင်ငူမှာရှိတဲ့သူ့အကိုကိုတွန်းတော်ဝဲတို့စီလူကြုံနဲ့ပို့ဖို့အတူတင်ကန်းဝတ်ကြတဲ့ဥစင်းတွေကိုရင်တွေစီ အလှခံခဲ့တာကိုမှတ်မိနေတယ်။မနက်စောစောမှာပတ်ဝန်းကျင်ရွာတွေကဈေးတယ်ရီ မော်လေလမ်းမပေါ်မှာအဝတ်စပလတ်စတစ်စာတွေခင်းပြီးဈေးရောက်နေကြတယ်။ဟင်းသီးဟင်းရွက်တွေပါသလိုတားငါးတွေလည်းလာရောက်ကြတယ်။အင်ရှင်မတွေဈေးထွက်ဝယ်ကြတဲ့အချိန်မော် စူးပုတ်တစည်းကိုတက်ရဘူးတီတလုံး900ကြည့်ရင်250ငရန်တပိတ်က400ငကူက300နနံမင်းတစီ30ဝတ်သားတပိတ်က800စီကျက်ဥကတလုံး30တဲ့နတ်မနာရဲ့ညပိုင်းကိုပူရိတာတွေကအပိုင်စီးထားကြပြီးမနတ်အစောကိုတော့အိတ်တရတွေကြီးတွေ့နေရတယ်တနိုင်းဆန်ကဒီနေ့နတ်မနာမော်ကနေတနိုင်းပြန်ကြဖို့စီစဉ်ထားတယ် ကိုမြင့်ရဲ့ကားနဲ့ပြန်ကြမယ်။ကိုမြင့်ကခရီးတယ်ရောဂုံမှာစောစောစီစီတင်ထားတယ်ထင်ပါရဲ့။ကိုမြင့်ကစီးခဲ့သမျှဟာဒီနေ့အပြန်ခရီးရအဆောဆုံးပဲ။လူလာခေါ်တော့မနက်9နာရီတက်တာရှိသေးတယ်လေ။ကိုကျော်စိုးတို့မက်နီလာတို့ကိုနှုတ်ဆက်ခဲ့ကြတယ်။ကျွန်တော်ပြန်မယ့်နေ့ကလက်မနာရွှေမော်မှာနှင်းပွင့်များရဲ့ကျင်ရတော်ဆိုတဲ့ဗီဒီယိုရုံတင်တဲ့နေ့တနိုင်းကိုတောက်လျှောက်မပြန်ကြဘူး။ဘုံမူပြန်ကြဖို့တွားနှုတ်ဆက်ကြတယ်။ တက်စကန်ကိုသွားဖို့ရိုးပြက်တွေကြားကဖောက်ထားတဲ့ကားလမ်းပေါ်9မိနစ်လောက်မောင်းပြီးတက်စကန်ကုန်းကိုခတ်မော့မော့တက်ရတယ်။လှစဉ်တစ်ဆင့်နဲ့6ပေသောဆင့်နှက်ကောင်စတွေ့ရတယ်။ဘန်ကာတစ်ခုကိုဖြတ်ခဲ့ပြီးဘောလုံးဝင်ထိတ်မှကားကိုရက်လိုက်တယ်။ဘုံမူးပြန်စားရှိတဲ့အိမ်ကိုဘောလုံးဝင်အလေကဖြတ်လျှောက်သွားတော့သူ့ရဲဘော်တယောက်ကစာအုပ်ရှိတအုပ်နဲ့တင်ပြနေတာကိုအိတ်ခမ်းထဲမှာထားရင်းလက်မှတ်ထိုးပြနေတယ်။ကျွန်တော်တို့ကိုကလထိုင်တွေမှာ နေရာထိုင်ခင်းချထားပြီးပြီသူ့ဇနီးကမဖိတ်ရဲ့အကျန်းနဲ့တီးခင်းနေညကအိပ်ရတာအဆင်ပြေရဲ့လားဘာအကူညီလို့တလဲဒီနေ့ပြန်ကြတော့မလားဆိုတာ ड़ी မင်းပြန်ပြောဆိုနေချင်းကျွန်တော်တို့ကတော့သူ့အေကန်နဲ့မှချိန်ထားတဲ့ KIA ခေါင်းဆောင်တွေရဲ့ဓာတ်ပုံလေးကိုရှောက်ကြည့်နေမိတယ်အရာရှိကြီး၃ယောက်စုရိုက်ထားတဲ့ပုံအုပ်စုလိုက်ရိုက်ထားတဲ့ပုံလေးကိုလည်းတွေ့ခဲ့ရတယ်ဘုံမူးပြန်ကြတာကတော့သူ့ခလေးတွေចောင်းထားဖို့ ဆယ်တန်းပြည့်မဲ့တမီးကြီးအကြောင်းပြောနေတယ်။မတ်လ9ရက်နေ့က15နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့တမီးကြီးကိုလည်းတွေ့ခဲ့ရတယ်။ဘူမူကတော့ဒေါ်ကော့ဖန်က ဖြူဖြူတွယ်တွယ်ပါပဲ။တကုတ်ကုံနဲ့အိတ်အလုပ်တွေလုပ်နေတယ်။6တန်းတက်မဲ့ဒုတိယတမီးနဲ့3တန်းတက်မဲ့လောလောဆယ်အထွေဆုံးတမီးလေးကဧည့်သည်တွေကိုကြည့်လိုက်သူ့အမိနာကတ်လိုက်နေ။ကျက်တောင်းမတမျုံကအိမ်ရှိမှာအစာကောက်နေကြတယ်။နိုင်ရန်တနေရာမှာတော့ ကောင်းငင်နေမြေကြီးမတီတော့လဲငါစကားတီလိမ့်မည်ရှင်မာသေးလို့ရေးကတ်ထားတယ်။ကချင်တိုင်းသားတွေရဲ့ပုံနဲ့ပြက်ကလေးကချင်တိုင်းသူလှလှဖြောက်ဖြောက်တွေကြီးရိုက်ထားတဲ့ပြက်ကလေးတွေလည်းဧကန်မှာရှိနေတယ်။ဘုံမူပရန်ကြာက2000ခုနှစ်ဒီဇင်ဘာလမြကြီးနာမျိုးပေါ်မှာကျင်းပမဲ့နိုင်ကောင်ခွန်ရမနှောပွဲတော်ကြီးနဲ့ဆိုင်တဲ့လက်ကန်းကြော်ညာတွေဝင်းခါရင် အကြီးကျယ်ကျင်းပမဲ့အဲ့ဒီမနှောပွဲကြီးကိုလာခဲ့ကြဖို့ဖိတ်တယ် လက်ကမ်းကြော်ညာကကွန်ပျူတာနဲ့ဒီဇိုင်းဆင်ပြီးမိတူကူးမိတူကူးထားတာပါ ကချင်မြန်မာနှစ်ဘာသာနဲ့ရိုက်နှိပ်ထားတာပါတနေရာမှာတော့တမျိုးသားလုံးဤစိတ်ဓာတ်နဲ့အကျင့်စာရိုက်တာမြင်မာရေးအမျိုးကုံဇာတိကုံမြင်မာရေးနဲ့ရင်ကျင်းမှုအမွေအနှစ်များအမျိုးသားရေးလက္ခဏာများမပြောက်ပြက်အောင်ထိမ့်သိမ်းဆောက်ရှောက်ရေးမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးတမျိုးသားလုံးစမ်းမကြက်ခိုင်ရေးနဲ့ပညာရေးမြင့်မာရေးလို့ဆိုပြီး လူမှုရေးဥတီချက်၄ရပ်ကိုဖော်ပြထားတယ်လေ။ဘိုးဘူးဘရန်ဂျာတို့မိသားစုကိုနှုတ်ဆက်ပြီးပြန်ခဲ့ကြတော့ဘိုးဘူးကကျွန်တော်တို့နဲ့အတူခြေချင်းရှောက်လိုက်လာပြီးကားနာအထိလိုက်ပို့တယ်။ကားကမူလရက်ထားတဲ့နေရာမှာမဟုတ်တော့ပဲလာလန်းဘက်ကိုခေါင်းထည့်ထားပြီးစကန်ယုံရှိမှရက်ထားတယ်။အနီရောင်နောက်ခံမှာအဖြူရောင်စာလုံးနဲ့ကချင်ဘာသာနဲ့ရေးသားထားတဲ့ဆိုင်းမုတ်ပေါင်းတွေကိုအစိမ်းအောင်တုတ်ထားတဲ့တစ်သားပေါင်းနဲ့ကွက်ထားတယ်။ရက် အနည်းငယ်မို့အပြောင်းစားလုံးနဲ့ရေးရတာကတည်င်းဖို့စကန်းကုန်းကအစင်းမှာမန်ပြူချောင်းကိုဘွားကနေတွေ့လိုက်ရတယ်။ခက်လန်းလန်းမှာတောင်ပြပြတွေကကားစီးလို့ချောင်းခွေ့ခွေ့ထဲမှာတချို့နေရာတွေကတောင်ထုံးနေတယ်။မန်ပြူချောင်းဟာတနိုင်မြို့အောက်နာတမိုင်ခွဲလောက်မှာတနိုင်ချောင်းနဲ့တွားပြီးလက်ဆွဲနှုတ်ဆက်တဲ့အပြန်ခရီးကားပေါ်မှာမော်တဲ့ရွှေလာကောက်တဲ့မရှမ်းမနဲ့လေမိတ်ဆွေဖြစ်ရတယ်လေ။ မရှမ်းမကအသက်30ဝန်းကျင်လောက်ရှိမယ်။အရက်ပြက်ပြက်အသားဖြူဖြူပါ။နာမည်ကိုအများခေါ်ရအောင်မရှမ်းမလို့ပြောပေမဲ့ရှမ်းမဟုတ်တဲ့အကြောင်းသူ့စကားတွေမှာပါနေပါတယ်။လားရှိုးတီဘောမန္တလေးမြို့တွေမှာနေခဲ့ဘူးတယ်။သူပြောတဲ့စကားတွေအရာအယောင်အဝယ်တော်တော်လောက်ကင်တက်ပြီးတက်တည်လဲအတော်ကောင်းမှုမှာပဲ။သူ့ခင်မောနာမည်ကိုတော့ကိုဆိုင်လို့ပြောပါတယ်။ကိုဆိုင်ကလည်းကိုမြင့်လို့ပဲညညောင်ဟိုင်းလက်ကား 4.4တစ်စင်းမောင်းနေတယ်။ကားရောင်ချင်းခက်စင်စင်လို့သိရတယ်။ကိုဆိုင်ကတော့မမြင်ဘူးလို့ရှမ်းလူမျိုးဟုတ်မဟုတ်မသိနိုင်ဘူး။ဒါပေမဲ့မရှမ်းမစကားထဲမှာကိုဆိုင်ရဲ့အနေထိုင်အပြုမူတွေအကဲခတ်ရတာကိုဆိုင်ကလည်းမရှမ်းမနဲ့လူမျိုးနယ်စုတူပုံပါပဲ။မိမတွေကအိမ်တော်ကြသွားရင်ကိုကိုကိုထောင်းကြသွားပြီလို့ခံယူတတ်ကြတယ်။ဘဲမှမထွက်တော့ဘူး။အိမ်ထဲမှာပဲချက်ပြုတ်ချော်ဖို့နဲ့ပဲနေလိုက်ကြတယ်။ ကျမကတော့ကိုယ့်ယောက်ျားနဲ့ဒူးဒူပေါင်းမဲ့လုံခိုင်စားတယ်။သူလည်းကောင်းမောင်းကျမလည်းအယောင်းဝင်လုံမယ်လို့မန်ရှမ်းမကသူ့အိမ်တော်ပြုမှုအပေါ်ခံယူပုံကိုပြောပြတယ်။ကားလန်းကအတော်ကျန်းတယ်။ဒါပေမဲ့မန်ရှမ်းမကခရီးသွားနေကြဆိုတော့ဒီလိုကျန်းလာတော့အစာကြည့်ရုံရှင်းချောင်ရုံလောက်ပဲအောင့်မြင်တယ်ထင်ပါရဲ့။ကျွန်တော်တို့တော့အသေးတရားရာရှင်းတတ်ဖို့ဖို့ဖြစ်နေတာ။သူကတော့စကားပြောမပြတ်ဘူး။ပေါ်ထဲမှာဘူးဒီခရမ်းဒီကို ကျော်ပိုပြီးလာရောက်ကြတဲ့သူတွေစပိန်နဲ့တင်ပြီးလာရောက်ကြတဲ့ဒေသခံတွေကိုကျမကတော့တိတ်တနာတယ်။ကျမကားနဲ့ဘူးတီတွေကိုတင်လာခဲ့ရင်တရာဘူးသုံးလုံးအေးအေးဆေးဆေးရောင်းနိုင်တာပေါ့။ဒါပေမဲ့သူတို့ခင်ဗျာပြင်ပြင်ပန်းပန်းတည်လာပြီးဘူးတီတစ်လုံး200 250ရောင်းကြရရှာတော့ကျမမလုပ်ကောင်းဘူးလို့စင်စင်ရဲရဲစီးပွားရှာနေသူတွေအပေါ်သူ့အမြင်ကိုပြောပြန်တယ်။မင်းနောက်မော်ဥက္ကဋ္ဌနန်းခမ်းမှာကားကကြကြရက်မယ်ဆိုတော့ ကျွန်တော်တို့ဆင်ပြီးနားကြသေးတယ်။တနိုင်းဆန်ကရှေ့တွင်းမဲ့သူတွေစီလိုက်ဆောင်တန်းတယ်။မန်ရှမ်းမကလည်းသူ့ဖောက်တယ်တွေစီလိုက်ဆောင်တန်းပြီးရွှေလိုက်ဝယ်တယ်။တနိုင်းဆန်ကကချင်ရိုးရအင်ကြီးတစ်လုံးစီခေါ်သွားလို့ဝါးလေကအတိုင်းတက်သွားပြီးအင်ဦးခန်းမှာစကြနာနာထိုင်နေတဲ့လူတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။နတ်မနာမော်ဥက္ကဋ္ဌကိုတာရှိတော်တောင်းနဲ့40မပြည့်လောက်သေးဘူး။30ကျော်လောက်ပဲရှိမယ်ထင်တယ်။တစ်ချိန်ကဗီဒီယိုတရုပ်ဆောင်လုပ်ခဲ့ဘူးလေ။ ကချင်စကားပြောဆက်လန်းလို့တနိုင်းဆန်ကဖြည့်ဆွက်ပြောတော့ကိုတော်ရှိတော်တောင်ကမျက်ပေါက်တွေပိတ်အောင်ရေပြီးကြာပါပြီအဲ့ဒီခေတ်ကဗီဒီယိုရိုက်လို့ကုန်သွားတယ်ဆိုတော့ငွေလေးသိန်းကိုဒီနေ့ငွေတန်ဖိုးနဲ့ခန့်မှန်းကြည့်တယ်ကြောင်ဒီတလုံးအောင်ထားတဲ့လူအဲ့ဒီကြောင်ဒီအောင်တာကရောဘလောက်တောင်ရလိုက်တာတဲ့လေစိတ်ဝင်စားစရာဇက်ရက်တွေကြာလို့ဇေယိတ်တက်ပြီးဒီလောက်ကုန်တာဇကားနာမည်ကမြမလို့တော့အားလုံးထက်ပိုတော့အချစ်လို့အဓိပ္ပာယ်ရတယ် မင်းသမီးကရဝံလူမျိုးနော်မိုင်ဟဲသူလည်းအခုကြီးပွားနေတယ်။ဇန်းရန်ကအားဝံလေဒီဆက်ကရက်20လောက်ရယူရတယ်။ကိုတာရှိနော်တောင်ရဲ့ဗီဒီယိုဆက်ကစိတ်ဝင်စားစရာပဲ။တနိုင်းမှာလဲကချင်ဗီဒီယိုဆက်ကပြတဲ့ရုံရှိမှာလူငယ်တွေစုပြုံနေတာတွေ့ခဲ့တယ်။ကိုတာရှိနော်တောင်တို့ခေတ်ကဆိုတော့ရှေ့တော်တော်စောတဲ့ဗီဒီယိုမင်းသားတွေပဲပေါ့။တနိုင်းဆိုင်က ကိုတာရှိနော်တောင်ကို၆ကလက်ကျော်တဲ့အောက်နီတလုံးရတာတာ။ သိန်း100ကျော်ရတာတဲ့သူလို့ပြောရင်နောက်ထပ်ရတာတဲ့ကြောက်တွေရှိရင်ကြပါအောင်လို့ပြောတော့အမျိုးသမီးတစ်ယောက်ကခန်းစည်းစားဖယ်ပြီးအခန်းထဲဝင်သွားတယ်။ကျွန်တော်တို့စကားဝိုင်းသားမှာကိုသားရှိတော်တောင်ရဲ့အမေလည်းရှိနေတယ်။အမေကရန်ကုန်မှာအနေများတဲ့ရန်ကုန်ကန်တော်ကလေးမှာရာပြည့်ဥဆုံးမျိုးတို့နဲ့မနီးမဝင်းမှာတိုက်ခန်းရှိတယ်လေ။ကျောင်းမော်ကရွှေမော်နဲ့နှစ်မိုင်လောက်လမ်းလျှောက်ရသေးတယ်။ဦးကောင်းလွင်ပြင်ကနှစ်မိုင်လို့ကြားလိုက်တာနဲ့လန့်သွားမိတယ်။ ကြောင်မော်ကလက်မနာချောင်းဖျားမာလို့ကိုတာရှိနော်တောင်ကဖြည့်ဆွတ်ပြောတယ်။ကြောင်နီလေးတွေနီလာလေးတွေနဲ့ဖြူဖြူကြောင်မျက်လေးတွေပလတ်စတစ်အိတ်ကလေးတွေထဲမှာထည့်လို့မော်ပိုင်ရှင်ကြောင်ပိုင်ရှင်ရဲ့နာမည်တွေလဲစာရေးပြီးအိတ်တိုင်းမှာအမှတ်အသားလုပ်ထားတယ်။ချင်းလက်ကြောင်ရောက်ဆိုပေမဲ့ကျွန်တော်တို့လိုဗမာလက်ကြောင်ရောက်ပြန်တော့လဲဘာမှနားမလည်ဘူး။အနေရင်းရင်အရေးကောင်းတယ်အပြာရင်းရင်အရေးကောင်းတယ်ဆိုလာတော့လူကိန်းတိတိတာပါ။ ခက်ဖြူဖြူလေးတွေကတော့စိန်လားကိုကျော်ရင်နဲ့ခမရကဒီတပတ်ဒနာမှာစိန်ရင်ကြောင်းစောင်းမရေးထားတာလို့ဇာပြည့်ဦးစုံညောကကိုကျော်ရင်မြစ်ကိုဆရာတင်တော့ကျွန်တော်လည်းသိသိတာမဟုတ်ဘူးမှန်ပေါ်မှာချစ်ကြည့်လို့မှန်မှာအစင်းထင်ရင်စိန်ဖြစ်ဖို့များရဲ့တဲ့ကိုကျော်ရင်မြစ်ကဒီလောက်ပဲပြောနိုင်တယ်လीတကယ်တော့ကြောက်နေနီလာနဲ့စိန်ဟုတ်မဟုတ်ကျွန်တော်အကဲဖြတ်နိုင်ရမှာပေါ့ကျွန်တော်ကြောက်မြရဏတွေအကြောင်းကျောင်းသားတွေထဲမှာတင်ခဲ့ရဘူးလေလीအ ကျောင်းရဲ့ရတနာတွေရဲ့အသွင်အပြင်အချိုးကိုက်ဖွဲ့စည်းပုံဓာတုဖွဲ့စည်းပုံကွဲအင်မာဆက်ကျောင်းစာထဲမှာ1986ခုနှစ်စီကသင်ခဲ့ဘူးလားပဲဒါပေမဲ့စာတွေကကျောင်းကိုပြန်သွားကြလေတော့ကြောက်ကလေးကန်ကြည့်ပြီးကျန်းချယုံကလွဲပြီးဘာမှမသိတော့ဘူးမော်ဥက္ကဋ္ဌကဘူခါကျောင်းနဲ့ရင်းနှွေးတောင်းနေတာတွေ့လို့ကိုပြေဆောင်ဝင်းကယူပြီးစမ်းတော့ကြည့်တယ်နတ်မနာရှင်မော်ကပြီးခဲ့တဲ့နိုဝင်ဘာလမှာ လူနှစ်ယောက်စပြီးတွေ့ရှိခဲ့ကြတာဦးတင်အောင်နဲ့တယောက်ကကိုအောင်ကိုလက်တဲ့ဦးတင်အောင်ကတောင်ငူနေတဲ့ကကိုအောင်ကိုလက်ကတော့ကြောက်နေကသူတို့ဟွန်ဒါဆက်နဲ့စတူးကြတာလေဟွန်ဒါဆက်နဲ့ရေစုပ်တင်ပြီးလက်ထိုးကျန်တာကိုအောင်ကိုလက်ကရမွတ်ချောင်းနာမှာရှိတဲ့ပေါ်ကနေရွှေ့လာတဲ့သူပေါ်ဥက္ကဋ္ဌကလက်မနာမော်ရဲ့တမိုင်းအစနဲ့ပေါ်တီထောင်သူတွေအကြောင်းကိုပြောပြနေတယ်ကိုတာရှိနော်တောင်က ်စပင်းတန်တန်ကောက်ကောက်နဲ့သူ့ရဲ့ဘယ်ဘက်ပါမှာထင်ရှားတဲ့အမျက်နဲ့တလုံးရှိတယ်။မိုးကဂျက်ကင်နဲ့ပြာကိုအပေါ်ကဝတ်ထားပြီးစပော့ရှက်မီးကိုအဖြူနဲ့နီးပြအစင်းအကြားခံပြီးဝတ်ထားတယ်။ကာကီရင်ရောင်ဘောင်းမီရှိဝတ်လျက်သားဘယ်ဘက်လက်ကောက်ဝတ်မှာအမေပေးထားတဲ့ခြေလက်ကောက်တစ်ပင်ဝတ်ထားတယ်။လက်ကောက်ကအဝိုင်းမဟုတ်ဘူး။ထိတ်နှစ်ဖက်ဟနေတဲ့အမျိုးအစား။ဒါအမေအမွေပါ။ကျမ်းမာရေးရွက်ကောင်းတယ်။တရေတစီ စုံးမကိုက်နိုင်ဘူးမပြုတ်စားနိုင်ဘူးဗုဒ္ဓဘာသာဘုန်းကြီးမန်းပေးထားတာနှစ်ကြိမ်ရှိပြီလို့သူ့လက်ကောက်အကြောင်းကိုလည်းပြောပြသေးတယ်။မောဥက္ကဋ္ဌကချော်လဲထားလို့ညာဘက်လက်ကောက်ကိုရောင်းနေတာကိုလည်းကြားတယ်။သူကအစ်စ်လွဲသွားတာလို့ထင်တယ်။စစ်ကရက်ကလွဲလို့ဘာမှကိုက်မရဘူးတဲ့။ဆယ်ရက်လောက်ရှိပြီလို့ပြောနေတယ်။ကျွန်တော်အယိုးရီအကျိုးရီနားလေသူတော့မဟုတ်ပါဘူး။ဒါပေမဲ့ငယ်ကလေးကဘောလုံးကံပတ်လှမြစ်တို့အိမ်ဟာကျွန်တော်စားရင်တောင်းရင်ပေါ့။ သူ့မိဘများကပလဲပါဆရာကြီးဆရာမကြီးတွေဆရာမကြီးတော်တော်အေးဆိုရင်လူနာအတော်များများသိကြတယ်ကျွန်တော်မျက်မြင်အတွေ့အကြုံအရတော့မော်ဥက္ကဋ္ဌရဲ့လက်ကဝတ်ကအစ်စ်လဲတာထက်ကျိုးသွားတာဖြစ်ပေါ်များတယ်ရွှေတူးဆရာနေရာတွေအများကြီးရှိသေးတယ်ကျွန်တော်ကတော့ဆက်နဲ့တူးနေတာသုံးနှစ်ရှိပြီပတ်စံဝင်နေတာလဲသိန်းတရာကျော်သွားပြီလောလောဆယ်ရှုံးနေသေးတယ်ကြောက်ကနည်းနည်းအားဆိုင်ရတယ်ကျွန်တော်ရွှေထက်အကြောက်ကိုပိုးစိတ်ဝင်စားတယ် ဆိုတဲ့မောဥက္ကဋ္ဌရဲ့စကားကစိတ်ဝင်စားစရာပဲ။လက်မြူချောင်းထဲမှာတရုတ်တွေထားခဲ့တဲ့ရွှေဖောင်ကိုကျွန်တော်ဝယ်တော့က30ပေးရတယ်။အခု38သိန်းလာပေးနေတယ်။ဖောင်ကပေါက်လို့ဝမ်းပိုက်ဖာရတယ်။ခရီးဆက်လည်းရှိတယ်။ခေါ်ရဲချင်းပြားတွေရဲ့ပြက်တယ်။အဲ့ဒါအခက်ခဲပဲ။လက်မြူချောင်းထဲကရွှေလုပ်ငန်းကအလားအလာကောင်းတယ်လို့ကျွန်တော်ထင်တယ်လို့တော်ပါဖွာရင်ကိုတာရှိတော်တောင်ကပြောပြနေတယ်။ တော့ပါဆိုတာ secret ကိုရေခံပြီးရှိုက်ဖွာရတဲ့ဝါပြောင်းအရှိကြီးပါ သူကထိုင်းနိုင်ငံလို့ plastic ဖြာပေါ်မှာတရုတ်ပြည်လို့တော့ပါကိုဖွာရင်ကျွန်တော်တို့သိချင်တာတွေကိုပြောပြတယ်နဘေးကဒေတာဖြာပေါ်မှာခပောင်း secret ဘူးကိုချလိုက်တာမော်ဥက္ကဋ္ဌစီမော်ကိစ္စနဲ့ဆိုင်တဲ့ဧည့်သည်တွေလာမှကျွန်တော်တို့မော်ဥက္ကဋ္ဌနဲ့မိသားစုကိုနှုတ်ဆက်ပြီးပြန်ဆင်းလာခဲ့ကြတယ်အိမ်အောက်ရောက်တော့ခရီးသည်တွေနဲ့အတူ မရှမ်းမက ကားပေါ်မှာနေရာယူနေပြီ။လက်ခံရွာမှာလည်းဒွိနဲ့ထွိုင်းရွာဘို့လို့ရောက်နေကြတယ်။ကြားရည်နှင်းဆက်ကိုလက်ခံရွာသူရွာသားတွေဘလို့အရသာခံကြမှာပါလဲ။ဩဘာပေးကြမလား။နှာခေါင်းရှုပ်ကြမလား။ပြိသက်တွေကိုယ်တိုင်ဒွိနဲ့ထွိုင်းရွာဘို့ခဏတော့ဖြစ်သွားမှတေးကြတယ်။နာတော့နာစင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။